ဘီလူကောင်ကြီးတကောင်ရေထဲကိုပြုတ်ကျသွားရာကနေဖြစ်ပေါ်လာတဲ့ရုပ်ရုပ်တဲတဲအခြေအနေကလမ်းသွားလမ်းလာတွေကိုဆွဲဆောင်လိုက်တယ်လို့ဖြစ်သွားပါတယ်။ဒါပေမဲ့သူတို့ကအနေရရှိမန်းလုံးဝသတိမထားမိကြပဲဘီလူကောင်နာကိုတဖြည်းဖြည်းတိုးကပ်သွားကြတယ်။ရေထဲကိုအမိုက်တွေတောင်ပစ်ချနေကြပါသေးတယ်။ဒါပေမဲ့ဒီလို့ရဲ့အတွက်သူတို့ကြီးကြီးမားမားပေးဆက်လိုက်ရပါတော့တယ်။လူတယောက်ထွက်သွားတော့မယ့်အချိန်မှာပဲဘီလူကြီးကမလန့်မကန့်ရေထဲကနေကုန်းပေါ်တက်လာတာကိုသူအဲရတကြီးလမ်းတွေ့လိုက်ရတယ်။လူအုပ်ကြီးလည်းချက်ချင်းပဲလမ်းဖြတ်ပြီးထွက်ပြေးကြပေမဲ့ဘီလူကြီးကအလွန်မင်းလင်းမြလုံးလာပါတယ်။တချင်းနာထောင်ရင်အာယုံရောက်နေတဲ့အမျိုးသမီးတယောက် ရုတ်တရက်ဘီလူကြီးကလူအုပ်ကိုအယူမူလိုက်တိုက်ခိုက်နေပါပြီ။လူတွေကကုံတိတာပုံးကြီးတစ်ခုတည်းကိုအသက်လူပြီးဝင်ပုံးကြတယ်။အဖွားတို့တယောက်ကတော့အပြင်မှာပိတ်မိပြီးကြံရိတ်ခဲ့ပေမဲ့ကံကောင်းစွာနဲ့ပဲလွတ်မြောက်သွားခဲ့တယ်။အားလုံးကတိတာပုံးကြီးလှုပ်ခါနေတာကိုကြည့်နေကြပြီးအပြင်ကအမျိုးသမီးကတော့မျောလင်းချက်မဲ့စွာအော်ဟစ်နေရှာတယ်။မကြခင်မှာပဲသူတို့ရဲ့တင်ချိုင်းကူဖြစ်သွားတဲ့တိတာပုံးလေးကနေအော်တန်တွေထွက်ပေါ်လာပါတော့တယ်။ဗိုက်စာနေသေးတဲ့ဘီလူကြီးကဝဝကစ်ကစ်လူတစ်ယောက်ကိုမျက်စိကျသွားပြီးတိတ်တိတ်ပြေးဝင်သွားပါတယ်။ဒါကိုမြင်တဲ့အားကစားသမားတစ်ယောက်ကကြောက်တုံးနဲ့ကောက်ပေါက်လိုက်ပေမဲ့ဘာမှမထိခိုက်ပါဘူး။ တခြားလူနှစ်ယောက်ကပူကြီးတဲ့ကြောက်တုံးနဲ့ကောက်ပြီးဘီလူရဲ့ကြောကုန်းကိုပြပောက်လိုက်ကြတယ်။ဘီလူကြီးကရုတ်တရက်လက်ကြည့်ပြီးအဲ့ဒီလူနှစ်ယောက်ကိုစိုက်ကြည့်လိုက်တယ်။ပြီးတော့အားကစားသမားစီကိုခုံအုပ်ပြီးတိုက်ရိုက်မျိုးချပစ်လိုက်ပါတယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့လူကတော့ကြောက်လန့်ကြားနဲ့ထွက်ပြေးပါတော့တယ်။ရုတ်တရက်သူ့သမီးလေးအိမ်ထဲကထွက်လာခဲ့တယ်။ပြင်းနေတဲ့ကောင်မလေးကဘီယာဘူးခုံကိုကန်လိုက်ပြီးပောက်ကွဲသွားတာကိုကြည့်နေတယ်။အတန်ကြောင့်စိတ်ဝင်စားသွားပြီးသူ့နောက်ကဘရန်မာတာအခြေအနေကိုသတိမထားမိပါဘူး။ရုတ်တရက်သူ့ဖေကသူ့လက်ကိုဆွဲပြီးပြေးပါတော့တယ်။ကန်ဆိုးစွာနဲ့ပဲသူတို့ရုတ်တရက်လဲကျသွားကြတယ်။ အဖေဖြစ်သူပြန်ထလာတဲ့အချိန်မှာနောက်ပြန်ကြည့်လိုက်တော့သူဆွဲထားတာသူသမီးမဟုတ်မှန်းသိလိုက်ရတယ်။သူဆိုရင်ကြီးနဲ့နောက်လဲပြီးသူသမီးကိုလိုက်ရှာပါတော့တယ်။နောက်ဆုံးမှာတော့သူမျောလင်းချက်မဲ့စွာနဲ့သူသမီးကိုလမ်းကြည့်လိုက်မိတယ်။ဒီလူကြီးကသူသမီးကိုဖမ်းပြီးမြစ်ထဲကိုခုန်ဆင်းသွားပါတော့တယ်။အဲ့ဒီလူချက်ချင်းပဲအတိဝင်လာတယ်။မြစ်ကမ်းနားကိုပြေးသွားပြီးအကူညီတောင်းဖို့အော်ဟစ်ပါတော့တယ်။သူသမီးဝေးရကိုပါသွားတာမြင်လိုက်ရတော့သူဆိုရင်ကြီးနဲ့မြစ်ထဲကိုခုန်ဆင်းလိုက်တယ်။ဒါပေမဲ့တစ်ဖက်ကမ်းမှာရှိနေတဲ့ဘီလူကြီးကတော့သူသမီးကိုမျိုးချလိုက်ပါပြီ။